ပန်တော်ဝမ်းမှာလူသားတို့ရဲ့အထူးကအစားအစာတွေကတစ်ခုဖြစ်တဲ့ဆန်ကိုနိုင်ငံအသေးသေးမှစားသုံးဖို့ပမာဏမတူညီကြပါဘူး။ GPO ထဲမှာကမ္ဘာပေါ်မှာဆန်စားသုံးမှုအများဆုံးနိုင်ငံဆိုင်နိုင်ငံကိုစီးရင်ပြည့်စုံတင်ဆက်ပေးလိုက်ရပါတယ်။တရုတ်နိုင်ငံဟာတစ်နှစ်ကိုတဦးချင်းဆန်စားသုံးမှု244ကီလိုဂရမ်နဲ့ပထမနေရာမှာရပ်တည်နေပါတယ်။ မြန်မာနိုင်ငံကတော့တူဦးချင်းစံစားသုံးမှု269ကီလိုဂရမ်နဲ့ဒုတိယနေရာမှာရှိနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းတူဦးချင်းစံစားသုံးမှုဟာတစ်နှစ်ကို190ကီလိုဂရမ်ထက်ပိုများပါတယ်။ထိုင်းနိုင်ငံဟာအရသာရှိတဲ့ထိုင်းသမင်းတွေနဲ့လူသင်များပြီးတူဦးချင်းစံစားသုံးမှုကတော့တစ်နှစ်ကို190ကီလိုဂရမ်လောက်ရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာလည်းစံစားသုံးမှုမြန်မာတာကိုတွေ့ရပါတယ်။တူဦးချင်းစံစားသုံးမှုကတော့တစ်နှစ်ကို 153ဒသမ3ကီလိုဂရမ်ရှိပါတယ်။အိန္ဒိယနိုင်ငံမှာလည်းလူဦးရေအများပြားရှိတာနဲ့အညီစံစားသုံးမှုပမာဏများပြားပါတယ်။တူးချင်းစံစားသုံးမှုဟာ105ကီလိုဂရမ်ရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့တူးချင်းစံစားသုံးမှုဟာတစ်နှစ်ကို63ဒသမ5ကီလိုဂရမ်ရှိပြီးတစ်နှစ်ကိုပြန်မြ256ဂရမ်စားသုံးကြပါတယ်။ဗီယက်နမ်နိုင်ငံရဲ့အချက်လက်တွေအရတလကိုတူးချင်းစံ6ဒသမ6ကီလိုဂရမ်စားသုံးကြပါတယ်။တစ်နှစ်ဆို82ကီလိုဂရမ်လောက်ရှိတာပါ။ ဂျပန်နိုင်ငံအရေးတွေးကောင်းမွန်တဲ့ဂျပန်စံတွေကိုလူတီများပြီး2022ခုနှစ်မှာတူအချက်စံစားသုံးမှု57ကီလိုဂရမ်ရှိပါတယ်။ဘရာဇီးနိုင်ငံကတော့တောင်အမေရိကမှာစံစားသုံးမှုအများဆုံးနိုင်ငံဖြစ်ပြီးတူအချက်စံစားသုံးမှု39ဒသမ8ကီလိုဂရမ်ရှိကြောင်းဝေမျှလိုက်ရပါတယ်။